အကြံပေးချင်တာကတော့လာကြည့်ပါသိလာကြည့်ပါတစ်လလောက်နှစ်လလောက်နှစ်လပြီကနေလာရင်တော့မှဖြစ်ပါတယ်လာကြည့်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကအဲပြီးတော့အဲ့ပွဲတွေရှိရဲ့ကျွန်တော်တို့ပွဲတွေမှာကျွန်တော်တို့တော့ဟို exhibition သွားတဲ့ဟာမျိုးကျွန်တော်တင်လို့ပါတော့ကျွန်တော်တို့ food exhibition တို့ pet exhibition တို့ martech exhibition တို့ marketing exhibition တို့ finance exhibition တို့ exhibition တွေအများကြီးရှိမှာသူရဲ့ဆိုင်ယာဆိုင်ယာ sector အတွက်ကလာရင်လာနိုင်နေပါတယ်ဒီပွဲတွေရှိတယ်ဆိုတော့ဟိုကိုယ်နေနေရအဲ့ဒီပွဲလိုက်ပြီးတော့လေးလာရဆိုလို့ရှိရင်အဲ့ဒီပွဲတွေမှာ customer ကိုဘယ်လိုမျိုး awareness ပေးနေရလဲ customer engagement ကိုဘယ်လိုမျိုးယူနေရလဲဘယ် platform မှာယူနေရလဲဘာလို့ပြီးတော့ယူနေရလဲဆိုတာမျိုးတော့မြင်ရနိုင်မယ် Thai market ကိုတဲ့ digital marketing နဲ့ပတ်သက်ပြီးတော့သိလာချင်လို့ပါတဲ့အဲ့တော့နေရာတွေကိုအဓိကသိလာရမလဲ Thai ကိုကိုယ်တိုင်သွားပြီးတော့ market ကိုသိလာဖို့လိုမလားအာ select မှာဖြည့်ပြီးပါအောင်တော့ဆိုပြီးမိထားတာဆိုတော့ဟိုကောင်းတာတော့ Thai ကိုကိုယ်တိုင်လာပြီးတော့အာ market ကြည့်နိုင်တယ်ဆိုလို့ရှိရင်တော့ပိုပြီးအဆင်ပြေတယ်လို့ကျွန်တော်ပြောချင်စားတယ်ဘာလို့လဲဆိုတော့ကျွန်တော် Cambodia သွားတော့ကလည်းအဓိကအဲ့ဒါကြောင့်ပေါ့လေပြောဆိုမြန်မာပြည်ကနေပြီးတော့ Cambodia ကိုလုပ်ပြီးသွားတဲ့ အဆင်မပြေဘူးလို့မြင်တဲ့အချိန်မှာကျွန်တော်ကကမ္ဘောဒီးယားသွားကြည့်တယ်။လူတွေနဲ့စကားအဓိကလူတွေနဲ့စကားပြောဖို့ပါ။ဟိုအဲ့ဒီတော့နိုင်ငံတစ်ခုရဲ့တစ်ခုရဲ့အဲမီဒီယာတစ်ခုပေါ်မှာမြင်တဲ့အမြင်တွေကမတူဘူးလေနော်။အဲ့တော့ဟိုကျွန်တော်ဟိုထိုင်းမှာဆိုလို့ရှိရင်ဘယ်လိုမလဲ line က line က ချက်တင်းနေမကတော့သူကဝဲအချင်းကြီးကိုသုံးသုံးနေကြတာအဲ့လိုင်းမန်ကတော်ရီကိုကြီးရဲထဲမှာပါတယ်အဲ့တော့လိုင်းကိုကျွန်တော်တို့ဘယ်လိုသုံးကြမလဲပေါ့အဲ့အဲ့ဒီဟာဆာကျွန်တော်သိရတာပေါ့အဲ့ဒါပြီးရင်ကျွန်တော်တို့ website တွေသိရတယ်ကျွန်တော်ပူတော့ map တွေသိရတယ်စားရစားရစားရအများကြီးရှိရပေါ့နော်ဘယ်တော့အဲ့ဒါကြာတော်တော်လေးဟို type မှာအစင်းညင်နေပြီဆိုတော့ကျတော့ကျွန်တော်တို့ကအဲ့ဒီဘက်အပိုင်းတွေကိုအာလိုက်ပြီးတော့လေ့လာတဲ့အပိုင်းတွေရှိရဆိုတော့ ဟိုအကြံပေးချင်တာကတော့လာကြည့်ပါလေးလာကြည့်ပါတစ်လလောက်နှစ်လလောက်နှစ်လဗီဇာနဲ့လာရင်တော့မှဖြစ်ပါတယ်လာကြည့်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကအဲပြီးတော့အဲ့ပွဲတွေရှိရယ်ကျွန်တော်တို့ပွဲတွေမှာကျွန်တော်ဟိုတလောကဟို exhibition သွားတဲ့ဟာမျိုးကျွန်တော်တင်လို့ပါတော့ကျွန်တော် food exhibition တို့ bad exhibition တို့ market exhibition တို့ marketing exhibition တို့ finance exhibition တို့ exhibition တွေအများကြီးရှိပြီးမှာသူရဲ့ ဆိုင်ရဆိုင်ရ sector အတွက်ကလာရင်လာနိုင်နေပါတယ်အဲ့ဒီပွဲတွေရှိတယ်ဆိုတော့ဟိုကိုယ်နေနေရအဲ့ဒီပွဲတွေလိုက်ပြီးတော့လေးလာရဆိုလို့ရှိရင်အဲ့ဒီပွဲတွေမှာ customer ကိုဘယ်လိုမျိုး awareness ပေးနေရလဲ customer engagement ကိုဘယ်လိုမျိုးယူနေရလဲဘယ် platform မှာယူနေရလဲဘာလို့ပြီးတော့ယူနေရလဲဆိုတော့အဲ့ဒါကိုမြင်ရနိုင်မယ်ဟိုအဲ့ဒါပြောပြလို့မရဘူးပြောပြလို့မရဘူးဆိုတော့ sector တစ်ခုတစ်ခုမတူနေလို့ ဥမာဟို FMCG လောက်ဆိုလို့ရှိရင်က line QR scanner နဲ့ကျွန်တော်လုတ်ပြီးတော့သွားလို့ရတယ်ဟုတ်ပေမဲ့ကျွန်တော်တို့ B2B ဒီ marketing sector တွေကြတော့အဲ့လိုဟုတ်မနေပြအောင်ဆိုတော့မတူးပါတော့ဆရာတခုနဲ့တခုကအဲ့တော့ဟို Facebook တက်ကိုပို့ပြီးတော့တခြားဘာတွေလေ့လာတဲ့လဲဆိုတော့ကျွန်တော် video marketing ကဒီမှာတော်တော်ကြီးကိုကြီးနေတယ်အာဆိုတော့ကျွန်တော် like TikTok တို့ YouTube Shorts တို့ကျွန်တော်တို့ Facebook Reels တို့ စတဲ့စတဲ့ဟာတွေကအင်မတန်ကြီးရတဲ့မှာကျွန်တော်ပါတယ်ပြော Instagram တော်တော်ကြီးကို Instagram ဒီမှာသုံးကြလူငယ်တွေတော်တော် Instagram သုံးကြတယ်အဲတိထားမိရပါတော့ပြီးတော့ SEO SEM သုံးနေကြတာအင်မတန်များတယ်ပြီးတော့အဲ line ကိုတော်တော်ကြီးကိုသုံးနေကြတာများတယ်ဆိုတော့အဲအဲ့ဒီ platform စေအကုန်လုံးအကုန်လုံးတစ်ခုနှစ်ခုမဟုတ်ဘူးအကုန်လုံးကျွန်တော်လိုက်ပြီးတော့ ဒီ target ကိုပေါ့လေဒါပေမဲ့တကူရှိတာလေအဲ့ဒီမှာထိုင်းကထိုင်းဆိုတာထပ်မတော့ဘန်ကောက်ပေါ့နော်ထိုင်းထိုင်းလို့ကျွန်တော်ပြောတော့ဆိုတော့ဘန်ကောက်မြို့မှာဆိုလို့ရှိရင်ကသူကဘယ်လိုခေါ်မလဲ၄ခုလောက်ကွဲနေရ segment ချုပ်ပြီးကြည့်ရင်တော့၄ခုလောက်ကွဲနေရဒီမှာမြန်မာ segment ရဲ့အဲ young professional thai market segment ရဲ့ပြီးရင်ကျွန်တော် tourist တွေရဲ့ပြီးရင် အဲကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီဒီ foreigner တွေပေါ့နော် tourist tourist မှာမှာကျွန်တော်တို့ဟိုမှာဒီ asia tourist နဲ့ western tourist နဲ့ဖွဲ့လို့ရသေးတယ်ပြီးရင်ကျွန်တော်တို့နောက်ဆုံးဒီ local resident တွေပေါ့ဟိုမှာကျွန်တော်တို့အဖေအမေအရွယ်တွေ right ဆိုတော့အဲ့ဒီ၄ခုလောက်ကျွန်တော်ဖွဲ့လို့ရတယ်အဲ့တော့၄၄ခုလုံးရဲ့ဒါကျွန်တော် client တွေအတွက်ကိုကျွန်တော်လူအယောက် တရားနေရာလောက်နဲ့ပတ်ပြီးကျွန်တော်စကားပြောခဲ့ပြီးပါတယ်ကျွန်တော်ဟိလေးခုလုံးရဲ့ customer journey ကမတူမြန်မာတွေကတစုသွားလို့ရတယ်ဒါပါကျွန်တော်တို့မြန်မာတွေကြည့်ရအထူးသဖြင့်ဒီဒီ Facebook တစ်ခုလောက်ပဲရှိရဆိုတော့ကြာတော့ Facebook TikTok လောက်မှာသွားရင်ကိုမြန်မာ market ကချုပ်ရတယ်တိုးတော့ကျွန်တော်တိုင်းတို့ ဒီ tourist market တို့ပါလို့ဆိုလို့ရှိတာမလွယ်ဘူး tourist ဆိုလို့ရှိရင်မှကျွန်တော်တို့ဘယ်လိုသွားကြလဲဆိုတော့ဟိုမှာသူတို့ဒီ trip advisor တို့ Google Maps တို့အာဒါမှလို့ရှိရင်ကျွန်တော်တို့ဒီဒီ club တို့စတဲ့အာ tourist ပြီးတော့သူတို့နိုင်ငံရဲ့ application တွေရှိသေးတယ်ဆိုတော့အဲ့ဒီ high level ကိုအဓိကသွားကြရပါတော့အဲ့တော့ဟိုအကျန်ပေးချင်တာကတော့အဲ့လို ဘယ် market ကို ဖောက်မဲ့ brand မှာသွားပြီးအလုံးတုံးပါလဲဆိုရင်ဟိုမှာမူတည်ပြီးတော့မှတော့ကျွန်တော်တို့ဒီမှာနိုင်ပြီးတော့အဲလေ့လာကြည့်ရဆိုလို့ရှိရင်ပို့ပြီးတော့မြင်လွယ်နိုင်ပါတယ်